ဟုတ်ကဲ့အခုတရှိမှာတော့ဒီ TikTok တွေဘာတွေကနေပြီးတော့ဒီမှာအအောက်ဖက်မှာရှိနေတဲ့ဒီရန်ကုန်တို့မန္တလေးတို့မကွေးတို့စကိုင်းတို့ဘက်ကနေပြီးတော့လူငယ်တော်တော်များများရောက်လာတာတော့ကြားတယ်အာများတော့အဖြစ်ကတော့သူတို့တွေကို TikTok ကနေပြီးတော့တဆင်းတဆင်းတဆင်းတငယ်ချင်းတွေကနေပြီးတော့တဆင်းတဆင်းဆွဲတယ်ဆွဲပြီးတော့အာဒီမှာအလောက်ကောင်းတယ်ဒီမှာကတော့အာကွန်ပျူတာကွန်ပျူတာကိုနေတော့သင်မိမယ်ကွန်ပျူတာအခြေခံတက်သွားတာနဲ့ အလုပ်လုပ်ငန်းထဲဝင်လို့ရတယ်လုပ်ငန်းထဲဝင်ပြီဆိုတော့လည်းတို့အခြေခံလာစားအာထိုင်းဘတ်ဝင်လို့ဆိုရင်2000လောက်ကနေစရတယ်ဆိုပြီးတော့အာမတ်လုံးနေပြီးပြီးတော့ခေါ်လာတယ်ပေါ့အာမတ်လုံးနေပြီးပြီးခေါ်လာပြီးတော့ဒီမှာကျတော့လည်းတကယ်ကိုလည်းတို့ကန့်သွင်းပြီးတော့အာလုပ်ငန်းအလုပ် site တွေထဲမှာကန့်သွင်းပြီးတော့တို့တင်တယ်တင်ပြီးတော့အာလူတိုင်းတော့မရွေးဘူးဒါပေမဲ့အဲ့ထက်မှဆိုလို့ရှိရင်အလားလားရှိနိုင်တဲ့လူတွေကိုတို့ရွေးတာတွေရှိတယ်ရွေးပြီးတော့တို့တွေအလုပ်ခန့်တာတွေရှိတယ်အဲဆိုတော့ဒီဟာက အာနောက်ပိုင်းမှာဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့တကယ်လို့များဒီဘက်ကိုသူတို့သူတို့စီစဉ်နေသူတို့စိတ်နဲ့လာပေမဲ့နေဆက်ဒီသားဆိုတာအချိန်မီလူကုန်ကူးမှုတွေဖြစ်နိုင်တယ်အချိန်မီအာအမျိုးသမီးအမျိုးသမီးတွေဆိုရင်ဘွားပြတ်သွားနိုင်တဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ဒီလိုမျိုးစကားတွေကိုအာမယုံမဲနဲ့အာတေချာလေးလာပါတေချာဟိုတေချာဒီနေရာတွေကိုစုံစမ်းပါတကယ်ကိုကိုယ်တိုင်က တကယ်မသိသေးပဲနဲ့နားရောင်ပြီးရောငွေနောက်မလိုက်ပါနဲ့လို့လူငယ်တွေကိုပြောချင်ပါတယ်